ရာသိန်းစုစုကအထူးအကျင့်တူဖြစ်ပါတယ်။ဒါပေမဲ့လည်းဆရာသိန်းကသူ့ရဲ့မရှင်ကိုပိုးစပါးစားကြရှုံးပြီးတဲ့ကဇမ်းမြုပ်နေထိုင်ရင်ဒီပြနိုင်ငံကဘုံကျောင်းတို့ခုမှပညာသင်ကြားနေခဲ့တယ်။ဒီဘုံကျောင်းမှာတော့ကြောက်ခဲကိုညီလေးမကျိုးနဲ့ချီပြီးလဲချောက်ခိုင်းခြင်း၊မိခဲပေါ်လမ်းချောက်ခြင်းစတဲ့အထူးလေ့ကျင့်ခန်းတွေကိုပြုလုပ်ရတယ်။လွန်နေပဲဆရာသိန်းကကြီးမားတဲ့ကျွန်တော်ညီတော်တို့ကိုညီလေးနဲ့ဆွဲချီပြီးလဲချောက်နိုင်ခဲ့တာကြောင့်ပညာဆောင်သွားခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်ကျောင်းထဲဘုံကြီးကလည်းလည်းနိုင်ငံထောင်လိုင်းဌာနချုပ်မှသူ့ကိုအလို့ရှိနေတယ်ဆိုပြီးပြန်လွှတ်လိုက်ပြီ။ဆရာသိန်းလည်းဌာနချုပ်ကိုရောက်တော့ရာရှိမမက်ခင်စိန်နဲ့စစ်ပညာရှင်ဝါဝါတို့နဲ့တွေ့တယ်။အောက်ကမှရှိနေတဲ့သတင်းပေးတူစီကရရှိထားတဲ့အမှုကိုလိုက်ရမယ်လို့သိရတယ်။အဲ့နောက်မဲဆွေအောင်စင်သာဝီချက်တင်မာတို့နဲ့ တွဲဆောင်ပြီးလိုအပ်တဲ့ပစ္စည်းတွေကိုဝင်ယူရတယ်။ဌာနချုပ်ကဆရာသမီးရဲ့လက်ထောက်အဖြစ်မောင်မိုးစုသူကိုလက်ထည့်ပေးလိုက်အောင်မှာဖြစ်ပါတယ်။ဒလုံးနဲ့နှစ်ယောက်တဟောင်းကောင်းကိုရောက်သားကြပြီးကာစီနိုတစ်ခုမှဖဲဝင်ရိုက်ကြတယ်။ဆရာသမီးလည်းမြန်မာနိုင်ငံဒေဝကြီးစီကလေးစားတောင်းရမယ်ဆိုတော့ဝင်တောင်းကြည့်တယ်။ဒါပေမဲ့လူမားနေပြီးတကယ်တောင်းရမယ်လူကတတ်ခံလိုက်ရပါပြီ။ကံကောင်းဆောင်နဲ့ပဲလေးစားကိုစားနေမှရထားတော့ဆရာသမီးတို့လည်းလေးစားရလိုက်ပါတယ်။ဆရာသမီးလည်းတရင်ပီကြီးစီရောက်တော့ခြေသုံးလုံးဆိုတဲ့ကိစ္စပြည်တွင်းဝန်ကြီးချုပ်နဲ့တွေ့မဲ့နေမှာဒီဝန်ကြီးချုပ်ကိုလွှတ်ချက်မှဖဲကြောင်းသိရတယ်။ဆက်ပြီးတရင်ပီကြီးကိုယ်တိုင်ကလည်းခြေသုံးလုံးနဲ့ကတူဦးဖြစ်ကြောင်းနဲ့တော်တော်ကိုပေါင်းစပ်ဖွင့်လို့ရမယ်လေးဝဲလနဲ့ကြီးတို့ရဲ့တော့ကိုလည်းပေးတယ်။အဲ့ဒီမှာပဲတရင်ပီကြီးကိုဖုန်းဆိုးဆန်းတဲ့အဖွားကြီးတယောက်ကလွှ ်ကြံသွားခဲ့တယ်။ကျန်သူတို့လည်းလိုက်ဖမ်းကြည့်မှမမီးခဲ့ပါဘူး။ထို့ပြင်တော့ကလည်းတခြားတရုတ်ကောင်တစ်ကောင်ထိပါသွားပြန်တော့လိုက်ဖမ်းရပြန်တယ်။ဆက်သွင်းတဲ့သမောလေးပါနေစီးပြီးအထက်ဆန်လိုက်ခဲ့ရပြီးနောက်ဆုံးမှာတော့တရုတ်ကောင်ကိုအမောက်သိမ်းနိုင်ခဲ့တယ်။ တော့လည်းရရှိခဲ့ပြီလေနဲ့လန်ဒန်ကိုပြန်လာခဲ့ပါပြီ။ဆက်တင်ကလေးဘောမှာလေးအမယ်လေးကိုချန်ပီယံငယ်ထားကြည့်တယ်။ဆက်တင်နဲ့ရရှိမှခင်စင်တို့ရရှိမှဂုံယူဝကြောစာနဲ့ချူချောင်းပြပြီးတက်တာဖွင့်ပြလိုက်တာတော့အပမလာနေဘူး။တကယ်တော့ဆက်တင်တို့တော့ဟာလေးဘောမှာတည်းကခိုးခံလိုက်ရတာဖြစ်ပါတယ်။ဒီလိုနဲ့ဆက်တင်နဲ့ခင်စင်တို့အိမ်ထဲမှာပုံစုပ်တဲ့လူသက်ကောင်ဖွားကြီးကိုတွေ့တော့ဖမ်းဖို့ကြိုးစားပြန်တယ်။ဖွားကြီးကိုမိမိဆိုပြီးလင်မနဲ့အသေးတော်လိုက်တာပြီးကမှခင်စင်အမေကြီးသွားဖြစ်နေတယ်။နနမယားခြေရောက်ရသွားတဲ့ဆက်တင်နဲ့စိတ်တက်တွေကြားနေပါပြီ။သူချင်းမှာစိတ်ပညာရှင်ဝါဝါကတော့ဆက်တင်ကိုယုံကြည်တတ်ကြအောင်ပူလန်နိုင်မို့ကူညီပေးမယ်လို့ဆိုတယ်။ဝါလည်းအိမ်မွှေးချနေပညာသူတွေနဲ့ကူညီလိုက်တာခြေသုံးလုံးပုံဝင်လို့ယူဆရတဲ့လူတွေကတော့ ိရှိခဲ့ရတယ်။သူကတော့ bossy coach မျိုးဆိုသူဖြစ်ပါတယ်။ဒါကြောင့်ဆရာသင်တို့လည်း coach မျိုးကိုဝင်ရောဖို့ coach မျိုးခေါင်းဆိုင်နေကြကလပ်မှာခေါင်းဝင်ရိုက်တယ်။ဆရာသင်တို့လည်း coach မျိုးကိုတရင်တိုင်းနေတုံးမှာပဲဖုံးဆုပ်တဲ့ဖွာကြီးကခံနဲ့ဝင်ဆော်သွားပြန်တယ်။ coach မျိုးကိုရှင်ဖက်ဖို့မှာကြားခံထားရတဲ့ကြောင့် helicopter နဲ့စေယုံပူကြီးပို့ကြိုးသားတယ်။ဒီကနေ့ coach မျိုးကလည်းကျေတော်လုံးရဲ့တရရလိုပါဆရာသင်တို့ဖွင့်နေကပြင်ချောင်းပြုံးနေတုံးမှာပဲနမယုံပြောလိုက်ရပဲအတူပါဖြစ်သွားခဲ့ပြီ။ဆရာသင်လည်း coach မျိုးစီကတော့တခြားငွေရရှိခဲ့ပြီးဝင်ကြီးကျောင်းနဲ့အစည်းအဝေးမှာချိုးချောင်းတွေကိုတင်ပြနိုင်ခဲ့တယ်။ဆက်လက်ပြီးကျေတော်လုံးရဲ့တရရလိုပါတို့ထဲကဖြစ်နေကြောင်းနဲ့ဘသူဖြစ်နိုင်လဲလို့မေးဆွေးအောင်စိတ်တန်းကိုသွားမေးကြည့်တယ်။တကယ်တော့စိတ်တန်းကတရရလိုဖြစ်နေခဲ့ပြီးတရဝင်ကြီးကျော ုကိုလုံးချန်ဖို့လဲကြီးကြီးကြီးနဲ့လက်ခံထားတာဖြစ်ပါတယ်ဒီကစားနဲ့ပတ်သက်လို့သဘောထားကွဲလွဲမှုတွေကြောင့်ကျန်ဖို့ဝင်တဲ့ကိုလည်းတက်ပြီးတော်တွေကိုလိုက်ယူနေတာဖြစ်ပါတယ်ဒီကြောင့်ကခမမီးတဲ့မမိုးကဆရာသိန်းကိုပြောပေမဲ့ဆရာသိန်းကမယုံပါဘူးသူပြင်သူမင်းစုကိုဆွဆွဲတဲ့အတွက်မမိုးကပါလှုပ်ပြပြလိုက်တယ်စင်သောကတော့တတိယလူကဝေချဲတင်မှာဖြစ်ကြောင်းပြောပြီးဆရာသိန်းစီကတော့ကိုပါတည်တည်လို့ဖို့တောင်းထားလိုက်တယ်တစတဲ့ဆရာသိန်းကဒလန်ဆိုပြီးသူကပဲအရင်ဦးအောင်တိုင်ထားလိုက်တယ်ဒီလိုနဲ့ဆရာသိန်းလည်းဝေချဲတင်မှာငုံသွားတဲ့နေတော့မှပဲအထုတစ်ပွဲတွေဝင်ပြီးတာခံရပြန်တယ်ဒါမှလည်းဆရာသိန်းကခေသူမဟုတ်တော့ဝေချဲတင်မှာရဲ့မျိုးမျိုးဝေချဲကြီးကိုခေါ်ယူပြီးလောအောင်ပြင်နိုင်ခဲ့ပါတယ်သူကယုံမဲ့သူကလည်းဝါဝါပဲရှိတာဆိုတော့ဝါစီပဲသွားကြည့်တယ် စင်နောင်းကတော့တော်အားလုံးရသပြီမလို့လေးဝဲလာနဲ့လို့ခေါ်ဆိုတဲ့စည်းရီကိုထုတ်ယူနိုင်ခဲ့ပါပြီ။ဘဝနဲ့ဆန်တဲ့နှုတ်ကလည်းရင်နှုတ်ကမူခဲ့တစ်ခုကိုပြန်ကြည့်ရင်တရားခိုင်ဟာစတေကပ်ပစ်စီထုတ်ယူခံထားရတဲ့ဆိုတာကိုသိလိုက်ရတယ်။ဒါပေမဲ့ဘဝကဝင်ကြီးချုပ်တွေဆုံတဲ့နေရာကိုစင်နောင်းနဲ့တူသွားရမှာမလို့ဆန်တဲ့ကတော့နေခဲ့လိုက်ရတယ်။ဆန်တဲ့လည်းစင်နောင်းကိုဒီကတွေးမှပဲခေါင်းထဲမှာတစ်စုံတစ်ခုကိုမှမိသွားခဲ့တယ်။ဒါကြတော့ယင်ခါသူချချုံးခဲ့တဲ့မရှင်နှုတ်ကလည်းကျတော့လုံးဝလက်ချက်ပြတဲ့ပြင်စင်နောင်းကလည်းကိုချွန်မင်းနဲ့စကားပြောနေခဲ့တာပါ။ဆန်တဲ့လည်းခုမှစင်နောင်းတရားခိုင်မှတင်းနေတော့ပုံစံတဲ့ဘဝရောက်လာလို့ပဲကြိုးအောင်ပြေးရပြန်တယ်။ ကိုမကောလည်းတိပြီးတော့တပည့်ကြီးမှမိုးကိုပဲသွားချောရတယ်။အဲနောက်မှာမိုးနဲ့တူဝင်ရုပ်တွေတွေ့မဲ့နေရာကအမြဲတမ်းနီးနေပကံလုံးစီးကြတယ်။ဒီနေရာတောင်တိုင်းမှာဒီဆော်ရတာဖြစ်ဖြစ်ပေါ်ဖို့တရားဘောတော့ကျွေးထားလိုက်တရားမဲ့လားတလမ်းမရှိတာပါ။ဆက်တဲ့လို့လည်းယထာရှိရနေရာကိုရောက်ဖို့တအောင်ကစကန်းကိုအရင်ခိုးဝင်တယ်။ဒါမဲ့ထုံးစံတိုင်းတလုံးလေးလုံးမပြီးအဆောင်တွေရောက်လာလို့မှမိုးကပဲခြံရင်းကိုတက်ပြန်အောင်ဆောင်လိုက်ရတယ်။ ။အနောက်ဆက်တင်းရဲ့လမ်းကိုတောင်းရှိသူတွေစီဘိုးဘိုးဆိုပြီးတောင်းဘောကိုတက်ခွင့်ရသွားခဲ့တယ်။တောင်းဘောရောဆက်တင်းလက်ခံဆင်းစီကိုတွားပြီးစိတ်ခတ်တော့မဲ့အကြောင်းတွေပြောပြတယ်။ခနေရောက်လာတဲ့ဆင်းသောကိုလေတနာကြီးနဲ့ချင်ပြီးဆရာကြီးထားတဲ့အချွေတစ်ခွက်လောက်တော့ပြလိုက်တယ်။ဖြစ်ချင်တော့သူတော်တဲ့အချွေကမှခင်းဆင်းကိုစိတ်ခတ်ထားတာဖြစ်နေတယ်။ဒီတော့ဝယ်ယူလေးပါထားပြင်ဆင်းသောရဲ့ထင်းချမ်းဘွားကိုရောက်ရှိသွားခဲ့။ဆင်းသောနဲ့ချုပ်တာခံထားတဲ့ဆရာသင်းကလည်းခင်းဆင်းကိုမှောက်အောင်တီဗီဝင်ရုပ်တွေစကားပြန်လုပ်ပေးရတယ်။အမေပေးတဲ့တန်တရနဲ့ပြည်သက်ဖို့ကြိုးစားပေးမယ်။ကန်ကွန်ကျွန်တော်ဘုန်းကြီးမတင်ခဲ့တဲ့အတွင်အားတွေကြောင့်ခန္ဓာကိုယ်တစ်ချမ်းကထင်းချမ်းမှုကိုခုခံပေးတယ်။အခန်းထဲမှာလည်းလောချထားပြီးမှနေကလည်းဂျီမိုတိုးတဲ့ဘသူမှဘာမှလုံးဝမပေးနိုင်ခဲ့ပါဘူး။ဆရာသင်းတိုက်ပန်းနေလုံးမှာမှာမိုးကဆရာသင်းက ဲ့တဲ့တခြင်းတွေကိုဝင်ပြတော့ထပ်ကားရပြန်အဆုံးမှာတော့ဆေးရှင်းပြသွားခဲ့ပြီးဆရာသိန်းနဲ့နှလုံးခုန်ရသွားခဲ့ပါပြီဆရာသိန်းတွေသွားပြီးလို့ထင်မမဲ့လဲမင်းသားဖြစ်လို့မသေးခဲ့ပါဘူးဘဝရောလာပြီးပြည့်ပြည့်တကျနိုင်ခဲ့တဲ့ကြောင့်ဆရာသိန်းနဲ့နှလုံးနဲ့မဆလောက်ခုံပြီးလို့ထပ်လာခဲ့တယ်ဆင်းသောနဲ့ဝမ်းမချင်းချင်းမှာတော့ဆင်းသောကဦးနှလုံးကိုဖြတ်ကန်ပေမဲ့ဦးလေးချင်းကလည်းအများကြီးလို့ထပ်တဲ့ဆရာသိန်းကိုဒါမဲ့လို့လို့မရပါဘူးနမက်ပြန်လည်တီးချရင်ဆရာသိန်းကျိုးရထားပေါ်ကပြည့်ရသွားခဲ့ပြီးခန်းနဲ့စော်ခံရပြန်တယ် န်နဲ့ဆိုတော့ကမထီပဲဆရာသိန်းတို့ကြီးနဲ့ဆိုလိုက်ခါမထီသွားခဲ့ပြီးဆင်းတောင်းလဲပွဲချင်းပြီးသွားခဲ့ပါပြီဒီလိုနဲ့ဆင်းတောင်းဝင်နေနိုင်ခဲ့တဲ့ဆရာသိန်းကလည်းသူရဲ့ကောင်းပွဲချင်းချင်းခံရတော့မှဖြစ်ပါတယ်ဓမ္မထောင်းဆက်တိုင်းလေမာကြီးနဲ့မှာဖုံးစုပ်ဖွားကြီးနဲ့ပဲတူပြီးဝန်ဝါရှေ့ရပြန်တယ်နောက်ထပ်ထောင်းဆက်တိုင်းမှာဖုံးစုပ်ဖွားကြီးထွက်ပြီးလို့ဆရာသိန်းနဲ့လေမန်းနဲ့ချုပ်တိလိုက်ခါမှဗေမာကြီးဖြစ်နေရဲ့ဇလန်လေးပြီးဆုံးသွားခဲ့ပါတယ်ဗေမာကြီးတော့တီးပြဖို့ဝင်မလေးတဲ့ဆရာသိန်းရဲ့ဇလန်လေးဖြစ်ပါတယ်ဆရာသိန်းလို့ဆရာကြီးဖြစ်ရှင်ရဲ့ကျွန်တော်ကိုညီလေးမှာချီးပြီးလိုက်ချောက်ကြည့်ဖို့ကြံပေးခြင်းပါတယ်ကျေးဇူးတင်ပါတယ်